Hello, my name is မှာ2025မတ်လ23ရက်နေ့တောက်ကြနေတဲ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ဖို့နှီးပညာပိုင်းရရောတရင်ပိုင်းချက်လိုက်ရပါခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပရမအောင်ဆုံးအနေနဲ့ကမ္ဘာရွှေကိုနှီးပညာအရာခမန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကမ္ဘာရွှေကိုနှီးပညာအရာခမန်းသုံးသပ်တဲ့အခါမှာချိန်ကျွန်တော် A4 နဲ့ကျွန်တော်ခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်။ A4 time frame နဲ့ကျွန်တော်ခမန်းသုံးသပ်ပေးသွားမှာဖြစ်တယ်။ A4 ဟို time frame ဆိုတာဗမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေတုံးတုံးတုံးရဲ့ကြာချိန်ကြာချိန်တွေဟာ၄နာရီကြာပါတယ်။ဒါကြောင့်ကျွန်တော်က A4 time frame ဟောက်နဲ့ကျွန်တော် ခမှန်သုံးသပ်သွားတာဖြစ်တယ်ဒီ time frame တွေကကန်နယ်တွေပေါ်မှာချက်စရာတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကွဲပြားတာတွေရှိတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် M30 time frame တွေ M50 time frame တွေဒါ M50 ဆိုရင်15မိနစ် time frame M30 ဆိုရင်30မိနစ်ဆိုမိနစ်30 time frame H1 ဒါတနအိမ်နေမှာသုံးပြောင်းတာ day 1တရက်နေမှာသုံးပြောင်းတာဒီလိုမျိုးပဲ time frame လေးပေါ်မှာမူတည်ပြီးတော့15မိနစ်နေ FPT time frame ကိုကိုကခြေယူထားတယ်ဆိုလို့ရှိရင်15မိနစ်နေတုံးဒီလိုကနေတုံးတုံးတုံးနေပြောင်းလဲသွားတာတွေရှိတယ်အဲ့ဒါကြောင့်ကိုကချားတာတွေရှိတယ်အဲ့ဒီကမှကျွန်တော်က A4 time frame နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားတာဖြစ်တယ်ကျွန်တော်ကပတ်ရွှေကိုခံမှန်းသုံးသပ်နေတဲ့အချိန်ဟာဆိုလို့ရှိရင်ဒါမြန်မာစံတော်ချိန်အားဖြင့်ဆိုလို့ရှိရင်နေ့လေတနအီခွဲအနေထားမှာကျွန်တော်ခံမှန်းသုံးသပ်နေတာဖြစ်တယ်တနအီခွဲအနေထားဆိုလို့ရှိရင်ကပတ်ရွှေစေးကဘလောက်ပေါက်နေလဲဆိုလို့ရှိရင်တအောင်ဆော့ကိုတအောင်ဆော့ကို အဲ3098ပေါက်နေတာဖြစ်တယ်ကမ္ဘာရွှေဈေး3098ဆိုတဲ့ဈေးအနေထားဈေးကတော့နည်းနည်းလေးပြန်ကျနေတဲ့အနေထားကိုတွေ့နေရတာဖြစ်တယ်ရောင်းလို့အများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ် ရောက်လို့အရန်ကြီးများနေတာတော့မဟုတ်ဘူးနည်းနည်းလေးပြန်ဝင်နေတဲ့အနေအထားကိုကျွန်တော်တို့တွေ့နေရတာဖြစ်တယ်။ဟုတ်ပြီ။အဲကျွန်တော်တို့ဒီနေ့တောက်ချာနေဟာဒါတပတ်တာအရာဈေးကွက်ပိတ်မယ်နောက်ဆုံးလေးလည်းဖြစ်တယ်။ဘာကြောင့်လဲဆိုရင်စနေတင်းကနေဟာကမ္ဘာရွှေဈေးကွက်ပိတ်ပါတယ်။တင်းလာကနေတောက်ချာနေအထိဟာကမ္ဘာရွှေဈေးကွက်ဖွင့်ပါတယ်။ဒါတပတ်တာအာတင်းလာကနေတောက်ချာနေဖွင့်ပြီးတော့စနေတင်းကနေဈေးကွက်ပိတ်တဲ့နေ့ဖြစ်ပါတယ်။ဒါကြောင့်ဈေးကွက်ပိတ်တဲ့နေ့မှာကမ္ဘာရွှေဈေးကညပိုင်းနေမှာ UH ချိန်နေမှာဈေးကွက်ကတော့အလုတ်ခက်ကျန်းလေးရှိအောင်ပဲဖြစ်တယ်။ဒီနေ့မှာတော့ဒါကမ္ဘာရွှေဈေးကွက်ရဲ့အနေအထား တော့မနက်ပိုင်းလေးကတော့ဈေးကဆက်တိုက်ဆက်တိုက်တော့ကျနေတယ်အနေထားလေးတော့တွေ့နေရတာဖြစ်တယ်။အဲကျွန်တော်တို့ဒီလက်ရှိရဲ့ဈေးကွက်အနေထားဟာဘာကြောင့်ဒီရဲ့ရောင်းလို့အနေနဲ့လေးပြန်ဝင်နေတယ်ဈေးကြအားသားနေတယ်လို့ကျွန်တော်တို့ဘာကြောင့်ဘလို့ပြောရလဲဆိုလို့ရှိရင်မနက်ပိုင်းတောက်ကြနေမှာကမ္ဘာရွှေဈေးစဖွင့်ခဲ့တဲ့ဈေးကတအောင်စောက်ကို3000နဲ့ 44မှာဈေးစောက်ခွင့်ခဲ့လိုက်တယ်လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ3048အထိဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3021ထိဈေးကျခဲ့ပြီးပါပြီဒါအောင်ကြည်ကြည်အပြည့်ဆိုရင်ကမ္ဘာရွှေဈေးခွက်ရဲ့အနေအထားဟာဝယ်လိုအားများနေလားရောင်းလိုအားများနေလားကိုဘယ်လန့်ညီပြီးတော့ချိန်ပြီးတော့ချိန်လို့ရမှာဖြစ်တယ်ဘာလို့လဲဆိုလို့ရှိရင်3044မှာဈေးကစောက်ခွင့်ခဲ့ပြီးစောက်ခွင့်ခဲ့တဲ့ပြီးတော့3049လောက်ထိကိုတက်သွားခဲ့တယ်49လောက်ဆိုတော့ဒါကနောက်တစ်ပိုးအသုံးပြလောက်ပဲတက်သွားခဲ့တယ်ပေါ့ကျွန်တော်တို့3049 က်ခွန်ကိုအပေါ်ကိုဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့လက်ရှိ2023ထိကိုဈေးကပြန်ကျခဲ့တဲ့အနေအထားကိုတွေးရတာဒါဆိုတော့ကျွန်တော်တို့အပေါ်ကို သုံးပွဲလောက်ပဲဖွင့်ဈေးပြဲအပေါ်သုံးပွဲလောက်ပဲတက်တက်ပြီးတော့အောက်ကိုပြန်ကျနေတဲ့အနေအထားပိုများနေတာဖြစ်တဲ့အတွက်ဈေးကွက်ရဲ့အနေအထားလက်ရှိအနေအထားကရောင်းလို့အားများနေတယ်ဆိုတာကိုကျွန်တော်တို့ဒါချိန်ဆလို့ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီရဲ့ဖွင့်ဈေးရဲ့လက်ရှိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးရဲ့အနေဆုံးကျခဲ့ပြီးတဲ့ဈေးရဲ့ဒီဈေးသုံးမျိုးကိုဘယ်လန်းလုပ်ပြီးတော့ကြီးလိုက်တဲ့အချိန်ကြာလို့ရှိရင်ကိုကဝက်လို့အားရောင်းလို့အားတွေကိုခံမှန်းသုံးသပ်လို့ရမှာဖြစ်တယ်။နောက်တနည်းနေနဲ့လက်ရှိရဲ့ဈေးကွက်အနေအထားကိုဘယ်လိုခံမှန်းလို့ရတယ်လဲဆိုရင်ကန်နယ်ကိုရှိပြီးတော့ခံမှန်းလို့ရတယ်။ကန်နယ်ကဈေးကွက်ထဲမှာဆိုလို့ရှိရင်ဒီမှာ၄ ဘဲကန်နေတွေတွေ့နေရဖြစ်တယ်ဒါဘဲကန်နေဈေးကြကိုစားကိုပြုရဲကန်နေတုံးတွေကအနီကန်နေတုံးတွေကဈေးကွက်ထဲမှာအရန်များနေတာဖြစ်တဲ့အတွက်ဒါဈေးကွက်ထဲမှာဒါကရောင်းလို့အားတွေရှိနေတာရောင်းလို့အားတွေဝင်နေတာဖြစ်တဲ့အတွက်ဒါဈေးကြနေတဲ့ ဈေးကြအားသာနေတယ်လို့ကျွန်တော်တို့ဒါတစ်ချက်ပြောလို့ရမှာဖြစ်တဲ့ဒါတစ်ချက်နောက်ထပ်ကြည့်လို့ရမယ့်အနေအထားဖြစ်တဲ့ဟုတ်ပြီဒါကကျွန်တော်တို့လက်ရှိရဲ့ဈေးကွက်အနေအထားရဲ့အနေအထားကိုကြည့်တော့ကြည့်ပြီးပြီဆိုလို့ရှိရင်အဲဒီနေ့တရက်တာအနေနဲ့သတိထားမယ့်ဈေးတန်းတွေဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဆိုတဲ့ order တွေကိုပါဆက်လက်ပြီးပြောပေးသွားအောင်မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်အကယ်လို့မိတ်ဆွေရကြတော့ကြကျွန်တော်ရဲ့သုံးသပ်ချက်ဗီဒီယိုတွေကိုလိုက်တိုင်းလိုချင်တာပဲဖြစ်စေ view rank ပြီး signal တွေကိုလိုချင်တာပဲဖြစ်စေကျွန်တော်ဒါရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဆက်လက်ပြီးကြည့်သွားလိုက်ရအောင်ကျွန်တော်တို့ဒီနေ့သက်ရက်တာအနေနဲ့ဒီတောက်ကြနေအနေနဲ့နောက် တပတ်တာအရအတော့ကြနေနောက်ဆုံးနေနဲ့သတိထားရမယ့်ဒီ web system တွေ support တွေဈေးတန်းတွေကဘယ်ဈေးတန်းတွေဖြစ်မလဲကျွန်တော် web system ကိုအရင်ပြောပြသွားမှာဖြစ်တယ် web system ဆိုတာဘာလဲဈေးစက်တက်ကိုစောင့်ကြရမယ့်ဈေးတန်းအာလို့ကျွန်တော်တို့ကိုသားပြုတယ်လက်ရှိရဲ့ tab ကနေနေနဲ့သတိထားရမယ့်ဈေးတန်းကတော့ web system ကတော့3040ခွန်ပဲဖြစ်တယ်3040ခွန်ကိုမနေ့တကရေကနေဖောက်တက်တာရေမရှိပဲနဲ့ပြန်ကျနေတဲ့အနေအထားကိုကျွန်တော်တို့တွေ့နေရဖြစ်တယ်3040ခွန်ကိုဒါဖောက်တက်သွားပြီဆိုလို့ရှိရင်စံချိန်တိအမြင့်ဆုံးဈေးတန်းဖြစ်တယ် 3000နဲ့59ဇီတန်းကိုဒါဖောက်တဲ့ 3059ဈေးနှုန်းကိုရောက်ရှိသွားမှာဖြစ်တယ်3059ဈေးနှုန်းကိုဒါဖောက်တက်သွားပြီဆိုရင်တော့နောက်ထပ်စံချိန်အစ်စ်ပြန်တင်သွားပြီးတော့ဒီအပေါ်မှာ wall system မရှိဘဲနဲ့လေဟာနယ်ထဲမှာအတိုင်းစားမရှိတက်သွားတာတွေပြန်ကျတာမျိုးတွေလည်းဖြစ်တော့ဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်3059ရဲ့အပေါ်မှာ wall system မရှိတော့တာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဟုတ်ပြီဒီနေ့သတိထားရမယ်တောက်ချာနေနေနဲ့သတိထားရမယ်ဒီ wall system ဈေးနှုန်းကတော့3049ဈေးနှုန်းဖြစ်တယ်။3049ဈေးနှုန်းကိုဒါဖောက်တက်သွားရင်တော့3059ဈေးနှုန်းကိုရောက်ရှိနိုင်ပါတယ်။ဒါကသတိထား မဲ့ resistance ဈေးရောင်းကိုကျွန်တော်တောက်ချနေနေနဲ့ resistance ဈေးရောင်းကိုပြောပြီးပြီဆိုလို့ရှိရင် support ဈေးရောင်း S ဈေးဆက်ချဖို့စောင့်ကြရမယ့်ဈေးရောင်းကိုကျွန်တော်ပြောပြီးသွားပြစ်တယ်ဈေးဆက်ချဖို့စောင့်ကြရမယ့်ဈေးရောင်း S ကပါလေဒီနှစ်တရက်တာအနေနဲ့3020ဈေးရောင်းပဲဖြစ်တယ်ဗျ3020ဈေးရောင်းလက်ရှိရဆိုရင်3021ဈေးရောင်းအထိကျခဲ့ပြီးပြီဒါပေမဲ့လက်ရှိ 3041ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့လက်ရှိအနေအထားနည်းနည်းလေးပြန်ပြီးတော့ကန်တက်နေတဲ့ပြန်ပြီးတော့ပြန်ပြီးတော့ပြန်တက်နေတဲ့အနေအထားဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့ support ဈေးတန်းဈေးစကြဝဠာဆောင်ရှိတဲ့ဆောင်ရှိရမယ့်အနေအထားက3020ဈေးတန်းပဲဖြစ်တယ်။3020ဈေးတန်းကိုတော့ဖောက်ကျမယ်ဆက်လက်ပြီးဖောက်ကျအောင်မယ်ဆိုလို့ရှိရင်တော့ဘယ်လောက်ထိတက်လာနိုင်မလဲဆိုရင်3015 3000နဲ့8လောက်ထိကို ပြန်ပြီးတော့အကြပြန်မြင်ရနိုင်မှာဖြစ်တယ်။သုံးတောင်ပန်းကြီးကိုပြန်ပြီးတော့မြင်ရနိုင်မှာဖြစ်တယ်။ဒါကကျွန်တော်တို့အဲတောက်ကြာနေအနေနဲ့တည်ထားရမယ့် support ဈေးကန် S ကိုကျွန်တော်ပြောပြရခြင်းဖြစ်တယ်။ဒါက web system support တွေကိုကျွန်တော်တို့ဘာတည်ထားရမယ်ဆိုလို့ရှိရင်တရက်တရက် web system support တွေကိုတည်ထားလို့ရှိရင်ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုလို့ရှိရင်ဘယ်ဈေးကနေမှဝင်သင့်ပြီလဲဒီဈေးကန်တစ်ခုကိုဖောက်တက်သွားပြီဆိုရင်ဒါဘယ်လောက်ထိတက်လာနိုင်မလဲ။ပေါက်ကြသွားပြီဆိုတော့ဒါဘယ်လောက်ထိကြာလာနိုင်မလဲဒါကြောင့် order ဝင်ပြီဆိုတော့ဒီ order ကိုဘယ်လောက်ထိကင်ထားရမလဲဘယ်လောက်ဆိုရင်အမြတ်ပိုင်းသင့်တယ်လဲဆို တာတွေကိုဓာတ်ခမ်းမှယူဆလို့ရမှာဖြစ်တယ်။ဒါက wear system support တွေကိုတည်ထားရတဲ့အသာချက်ဖြစ်တယ်။အကျိုးကျေးဇူးတွေလည်းဖြစ်တယ်။ဒါကြောင့်ကျွန်တော်က wear system နဲ့ support တွေကိုထည့်သွင်းပြီးကျွန်တော်ပြောရခြင်းဖြစ်တယ်။အကယ်လို့ဒါမရှိဘူးသိချင်တာလေးတွေရှိရင်လည်းကျွန်တော်ဒါရဲ့ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ဒါ wear system နဲ့ support ကိုကျွန်တော်ပြောပြပြီးဆိုလို့ရှိရင်ဘယ်မှာဝယ်တယ်လဲဘယ်မှာရောင်းတယ်လဲတခါတည်းတည်ပြီးနဲ့ SN နေ order တွေကိုတော့ကျွန်တော်ဆက်လက်ပြီးပြောပေးသွားအောင်ပါဖြစ်တဲ့အတွက်ဆက်လက်ပြီးကြည့်သွားပေးလို့လိုအပ်တယ်။ဟုတ်ကဲ့ပါကျွန်တော် TV SN တွေကိုတော့ပြောပေးသွားအောင်ပါဖြစ်တဲ့ ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဆိုတဲ့ order တွေကိုဆိုလို့ရှိရင်ကျွန်တော်အဝယ်ကိုအရင်ပြောပါမယ် buy order အနေနဲ့အရင်ပြောပေးသွားမှာဖြစ်တယ် buy လက်ရှိဈေးတန်းမှာ buy တင်တယ်လားလက်ရှိဈေးတန်း3029မှာ buy တင်တယ်လားကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့ဈေးတန်းရဲ့အနေထားဟာဆိုလို့ရှိရင်ဈေးကတော့ကရတီအရကြည့်မယ်ဆိုလို့ရှိရင်လည်းဝယ်လို့အားကတိတ်မရှိရဘူးရောင်းလို့အားတွေပဲတွေ့နေရပါလို့ဆိုကန်နယ်တုံးတွေနေရာတွေမှာဘဲကန်နယ်တုံးတွေဆက်တိုက်ဆက်တိုက်တွေ့နေရဖြစ်တဲ့အတွက်အဲ ကျွန်တော်တို့ဒီဈေးကဆက်ကြနေအောင်ဖြစ်တဲ့အဝယ်ဆိုတော့နည်းနည်းလေးအေးကျွန်တော်နည်းနည်းလေးဘယ်လိုပြောရမလဲဆုံးဆုံးဒီဝယ်မယ်ဆိုလို့ရှိရင်တော့ဒါစောင့်ကြည့်ရမယ့်အနေထားစောင့်ရမှာတွေတော့များတယ်ဟုတ်ပြီဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့စိတ်ဖြစ်ဖြစ်နဲ့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဘယ်မှာဝယ်ရမလဲဆိုရင်3000နဲ့98တိမှာဝယ်ပါ နောက်ထပ်စစ်ဖြစ်ဖြစ်နဲ့ဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့3015မှာဝယ်ပါဒါကအဝယ် point တစ်ခုကိုပေးသွားမှာဖြစ်တယ်တီဘီအမြတ်ပိုင်းဈေးတန်းကတော့ဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်3000နဲ့အဲ35 3040ဒီမှာအမြတ်ပိုင်းမှာ sorry 3040မှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းဈေးတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတာဒါမိတ်ဆွေရကိုဆုံဆုံးခွန်နိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လဲဆိုတော့ပြောပေးသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုလို့ရှိရင်တော့3000နဲ့ 20အောက်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကကျွန်တော် တောက်ကြောင်နေနေနဲ့ဘိုင်းအော်ဒါတီပီနဲ့ SN ကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်ဘိုင်းအော်ဒါကိုပြောပြီးပြီဆိုလို့ရှိရင်ကျွန်တော်အယောင်ဆဲအော်ဒါကိုပြောပေးသွားမှာဖြစ်တယ်အယောင်ဆဲအော်ဒါအတွက်ဆိုလို့ရှိရင်လက်ရှိဈေးတန်းရောင်းတင်တာလက်ရှိဈေးတန်းမရောင်းမနဲ့နည်းနည်းလေးစောင့်ကြည့်ပါဘာကြောင့်လဲဆိုရင်စပိုဈေးတန်းနဲ့ကတ်နေတာဖြစ်တဲ့အတွက်ဈေးကိုဖောက်ကြမလားမဖောက်ကြလားဆိုတော့ confirm ယူနေတာဖြစ်တဲ့အတွက်အယောင်ကဒီဈေးတန်းမှာတော့အယောင်မကြိုက်သေးတာဖြစ်တယ်တကယ်လို့ရောင်းချင်တယ်ဆိုရင်တော့ဘယ်မှာရောင်းတင်တယ်လဲဆိုလို့ရှိရင်တော့ဒါ3000နဲ့ကျွန်တော်တို့နောက်ထပ်အပေါ်ဈေးတန်းနေဖြစ်တဲ့ဒါ 3000နဲ့40နဲ့ခွန်ကျွန်တော်တို့3000 50နဲ့ခွန်ဈေးတန်းနေမှာရောင်းပါတီပီ အမျက်ပိုင်းဈေးတန်းနေရာဘယ်မှာအမျက်ပိုင်းရမလဲဆိုရင်3040 3000 36တွေမှာအမျက်ပိုင်းမှာ အဆန်အရှုံးပိုင်းစည်းနှုန်းတွေကတော့ဘယ်မှာအရှုံးပွားရမလဲဆိုတော့ဒါပေမဲ့ဆိုရကိုဆုံးဆုံးခါနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါကျွန်တော်ကတော့ဘယ်နှမှာထားတင်တယ်လို့တော့ပြောပြသွားမှာဖြစ်တယ်ဘယ်နှမှာထားတင်တယ်လဲဆိုရင်တော့3000နဲ့53အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကတောင်းချာနေနေနဲ့အယောင်းဆဲအော်တာ TP နဲ့အဆန်ကိုကျွန်တော်ပြောပြသွားတာဖြစ်တယ်ဒါကကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲဆိုတာ TP အဆန်တွေကိုကျွန်တော်ဤပညာရာနဲ့ခမန်းသုံးသပ်ပြီးပြောပြသွားတာဖြစ်တယ်ဤပညာရာခမန်းသုံးသပ်ချက်ပြတာကြောင့်တရားရာခိုင်နှုန်းမှန်ကန်မှုတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့ lot site တွေပေါ်မှာ င်ကုန်ပြီးတော့စနေကြနဲ့အယောင်ဝယ်လုပ်ဖို့တော့အကြံပြုပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒါသုံးသက်ချက်နည်းပညာ strategy တွေကရိုးရှင်းစင်းနဲ့ကျွန်တော်ခံမှန်းသုံးသက်လေးရှိရဲ bias strategy တွေကိုသုံးလေးရှိလဲဆိုလို့ရှိရင်ကျွန်တော်ကဒီ web system တွေ support တွေဒီ trend line တွေဒီ channel တွေကိုအခြေခံပြီးတော့ကြည့်ပြီးတော့ရိုးရှင်းဆုံးနဲ့ခံမှန်းသုံးသက်ပြီးတော့အယောင်ဝယ်လုပ်လေးရှိတယ်အဲထဲကမှကျွန်တော်ကဒါကြောင့်အယောင်ဝယ်လုပ်လဲရှိတဲ့အဲပုံစံ strategy ကတော့ဒီပုံဒီ web system တွေ support တွေ trend line တွေ channel တွေကိုအခြေခံပြီးတော့သုံးသက်လေးရှိပါတယ်ဟုတ်ကဲ့ပါတကယ်လို့မိတ်ဆွေရကြတော့ဒါသိကျင်တာပဲဖြစ်စေ của နားမလည်တာပဲဖြစ်စေကျွန်တော်ဒါရိုက်ဆက်တွေဆွေးနွေးလို့ရတယ်ဒါနိပညာရသုံးသပ်ပြီးပြီဆိုသတင်းပိုင်းရသုံးသပ်ပြီးတော့မှဖြစ်တယ်သတင်းပိုင်းရတော့ဒီနေ့အတွက်သတင်းတွေထွက်ဖို့ရှိလားဒီနေ့အတွက်သတင်းကတော့ထွက်ဖို့တော့မရှိဘူးတောက်ချာနေဖြစ်တဲ့အတွက်တပတ်တာအရာဈေးကွက်ပိတ်မဲ့တောက်ချာနေဖြစ်တဲ့အတွက်ညပိုင်းမှာ UH chain တွေမှာဈေးကွက်ကတော့လောက်ခတ်ကျန်းလေးရှိပဲဘာကြောင့်လဲဆိုရင် wait click နဲ့ပိတ်မဲ့တပတ်တာဖြစ်တဲ့အတွက်ကြောင့်ဈေးကွက်ကတော့အသက်အကျတွေရှိပြီးတော့အလောက်ခတ်တော့ကျန်းလာနိုင်ဦးမှာဖြစ်တဲ့အတွက်ဒါကြောင့်မိတ်ဆွေကအယောင်ဝင်လောက်တဲ့အခါကျရင်ကတော့ဒီ over trade တွေအေးမလောက်စေချင်ပါဘူးဘာကြောင့်လဲဆိုဈေးကွက်ကဒီရက်ပိုင်းမှာလည်းအလောက်ခတ် ြမ်းထားတာတွေဖြစ်တဲ့အတွက်တကယ်လို့ဒါစရိတ်တကြားနဲ့မထွက်ဘူး over trade တွေဒါလုပ်လို့ဆိုရင်တော့အကောင့်ပြုတ်တာတွေကတ်တာတွေဖြစ်လာနိုင်ပါတယ်ဒါလေးတော့တစ်ချက်သတိထားပါဟုတ်ကဲ့ပါဒါကကျွန်တော်တည်င်းပိုင်းချက်လက်ရတွေကဒီနေ့မရှိတဲ့အတွက်ဒါမပြောတော့ပါဘူးအဲတည်င်းပိုင်းချက်လက်ရတွေရောနှီးပညာရတွေရောပြောသွားပါပြီမရှင်းနိုင်ရှင်ဒါရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ကမ္ဘာရွှေထွေးတာတွေအတွက်ကျွန်တော်ရဲ့ဒီသုံးသက်ချက်ဗီဒီယိုလေးဟာအကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်နေတကယ်လို့အကျိုးရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေး like and share follow subscribe လုပ်သွားပေးဖို့တောင်းဆိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဒါ ရာအေဂျင့်နေနေလေးဖြစ်ပါစေခင်ဗျာ